ြစ်တက်လွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတက္ကမတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇေယနရာမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ကကြော်နန်းဦးစီဒီလိုအမည်ရတဲ့ပရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ ူလေးအောင်မြတ်သာလူလေးနားစီထဲမှာခတ်တိုးတိုးကြားလိုက်ရတဲ့အတန်ကြောင့်မျက်လုံးကိုစက္ကနဲဖွင့်ပြီးထားထိုင်လိုက်ရနဘေးမှာရက်နေတဲ့ရတေကြီးတစ်ပါးကိုမြင်လိုက်ရတယ်ဦးမကကြီးဘယ်လိုလုပ်ဒီကိုရောက်လာလဲကေလာတတောင်မှာတရားအားထုတ်ဖို့တွားရင် လူလေးရှိနေတယ်ဆိုတဲ့သတင်းကြောင့်ဝင်လာခဲ့တာဦးမကကြီးလာရင်တော့အကြောင်းထူပါလာပြီနဲ့တူပါတယ်အောင်မြတ်သာစကားကြောင့်ဦးမကကြီးကပြုံးယုံပြုံးလိုက်ပြီးတော့ အကြောင်းကတော့ဒီမြို့တွေကနန်းဦးစီတွေကိုသွားစေချင်တာပဲလူတွေရဲ့ဥမာကကြီးကသွားစေချင်တော့ဒီကိစ္စပြီးတာနဲ့သွားလိုက်ပါမယ်ဒီတောင်မှာဖြစ်နေတဲ့ကိစ္စကိုလူတွေအရင်ကြီးစိတ်မပူပါနဲ့ဦးစင်လေးကသူနေသူဟန်နဲ့ထိန်းသိမ်းသွားပါလိမ့်မယ်ဒါဖြင့်ကျုပ်တို့အာယုံတက်တာနဲ့ဘယ်သူမှမသိအောင်သွားလိုက်ပါမယ်နန်းဦးစီတွေကလူသွားလူလာရမ်းနေလို့လူလေးတို့ရှာမတွေ့မှစိတ်ပူမိတယ်ဒါကြောင့်အာယုံတက်တဲ့အချိန်ကျုပ်ကိုယ်တိုင်လိုက်ဖို့ပေးပါမယ် ဥမာကကြီးကစကားဆုံးတာနဲ့ပခုံးမလွှဲထားတဲ့တဘိုးကိုချကာတောင်အောင်ချီဘက်မှာရှိတဲ့ကလေးတိုက်ဘက်ကိုထွက်သွားခဲ့တယ်။မနက်အာယုံမတက်တက်တက်အချိန်ရောက်မှာတော့ကလေးရဲ့ရေမောတန်တွေနဲ့အတူဥမာကကြီးကပြန်ရောက်လာခဲ့တယ်။ဥမာကကြီးကဒီဘက်မှာအတိအကျွမ်းတဲ့များတာပဲ။အရင်တစ်ခေါက်များတဲ့ပိတ်တောင်မှာအဋိဌံဝင်တော့ကဒီကလေးတွေနဲ့ဆုံခဲ့တာလေ။တို့ကနောက်တစ်ခေါက်လာရင်ဝင်ပြည့်အောင်ဝင်ခဲ့ပါဆိုလို့ဒီရောက်တော့ခဏဝင်တွေ့လိုက်တာ။ဒါဆို အခုသွားကြတော့မလား။အာယုံလည်းတက်ခါနေနေပြီ။ကဲ အားလုံးကျုပ်ရဲ့ဖန်ရင်အိုးအဝိဆာကိုကင်ထားကြ။ဥမကကြီးစကားကြောင့်မောင်ကောင်းတဲ့ခွန်လာတော့အဝိဆာကိုကင်လိုက်တဲ့အချိန်မျက်လုံးနဲ့မိုက်ကနေဖြစ်သွားတာကြောင့်ဘေးကိုကြည့်လိုက်ရာအမိုက်တရိုက်တွေနဲ့ရှုပ်ပွားနေတဲ့ရင်းမြစ်တစ်ခုပေါ်ရောက်နေတာကိုမြင်လိုက်ရတယ်။ဥမကကြီးပြောတဲ့စီရီကဒါလား။ဟုတ်တယ်လူလေး။ဒီရင်မြစ်မှာတော့တစားအောင်ပြတ်တစ်ခုပဲရှိတာမို့အဆင်သင့်တယ်လို့နေကြ။နောက်တစ်ခုတတိပေးချင်တာကညဘက်ရောက်ရင်နားဟောတာပေးပြီးအေးကြနော်။ဟဲ့ဟဲ့ ဥမာကကြီးကရဲရဲမောမောပြောပြီးတော့တောက်ချကိုလက်နဲ့ပုတ်လိုက်ရာမျက်စိရှိမှရင်ပျောက်ကွယ်သွားပါတော့တယ်။အောင်မြတ်သားတို့လည်းရောင်နေပေါ်လာတဲ့ရင်းမြင်တော်ပေါ်မှာအမိုက်တရိုက်တွေကိုရှင်းလင်းကြရာမနက်9နာရီလောက်မှာအမိုက်တွေအကုန်ရှင်းသွားခဲ့တယ်။ဆရာတပည့်တွေလည်းအမိုက်တွေရှင်းပြီးလို့တစားအောင်ပြက်လေးမှနားနေတဲ့အချိန်အသက်80အရွယ်ခန့်ရှိတဲ့ဖုန်းတော်ကြီးတပါးကသူတို့ရှိရာကိုတုံတုံရီရီနဲ့ရှောက်လာတာကိုမြင်လဲရတယ်။ဖုန်းတော်ကြီးကိုမြင်တဲ့အောင်မြတ်သားတို့လည်းထိုင်ရာကနေထားလိုက်တဲ့အချိန်တကာလေးတို့ကဘယ်အရက်ကနေရောက်လာကြတာလဲ။ တပည့်တော်တို့ဟာခြေဦးတက်ရသွားရင်အကျင့်စကံကြင့်ကြံနေတဲ့သူတွေပါဖေဟာထူးဆန်းလိုက်တာလွန်ခဲ့တဲ့တပတ်ကဘုံကြီးနေတဲ့တပားเจ้าနာကိုရတိကြီးတပားရောက်လာပြီးတော့နောက်ခုနှစ်ရက်နေရင်ဒီစီဒီကိုလူ၃ယောက်လာကြလိမ့်မယ်လို့ပြောခဲ့တာမှန်နေတာပဲအရှင်ဖေဟာဒီမှာတရင်တုံးတာကြပြီလားနှစ်ပေါင်း40လောက်ရှိပြီတကားလေးအတော်ကြာနေပြီပဲဒါနဲ့အရှင်ဖေဟာအသက်အရွယ်နဲ့ဆုံးကိစ္စဘယ်လိုစီမံပါသလဲဖေဟာ အရင်ကတော့အနီးနားရွာတွေတဲကိုစွန့်ခံကြွပြီးစီမံတာပေါ့ဒါပေမဲ့လွန်ခဲ့တဲ့9နှစ်လောက်ကစပြီးတော့နေ့စဉ်နေ့တိုင်းစွန့်လာကတ်တဲ့သူကြောင့်စွန့်ခံမကြွဖြစ်တော့ဘူးလေတင်မဖေဟာအရှင်ဖေဟာရဲ့ဖုံးကံကြောင့်အခုလိုမျိုးအလူရှင်ပေါ်လာနေမှာပါအောင်မြတ်တာရဲ့စကားကိုဖုံးတော်ကြီးကဘာမှပြန်မဖြေပဲပြောင်းယုံတာပြောင်းနေခဲ့တယ်အရှင်ဖေဟာတပည့်တော်စီကြွလာတဲ့အကြောင်းရင်းတစ်ခုခုရှိနေတယ်မလားဟုတ်တယ်တကားလေး ဘုံကြီးကအသက်အရွယ်ကြီးနေပြီမို့တကာလေးတို့စီအမြဲမလာနိုင်ဘူးလေ။ဒါကြောင့်အခုလေးကမှားစရာရှိတာလာမှားတာပဲ။အရှင်ဘုရားမိန်တော်မူပါဗျာ။အရင်ဆုံးပြောချင်တာဒီဇေဒီရဲ့တမိုင်းကြောင့်ပဲ။ဒီဇေဒီကတူရိယဆန္ဒမင်းရဲ့မြေးတော်တွေဖြစ်တဲ့မင်းသမီးနှစ်ပါးတဲခဲ့တာ။သူတို့ကတေလုံတော့လေဒီဇေဒီကိုစိတ်ဆွဲပြီးတော့အဆောင်လာဖြစ်နေကြရည်လေ။ဒါရီတို့တော့တကာလေးတို့မကြခင်သိရမှာပါ။ဘုံကြီးပြောချင်တဲ့အဓိကအချက်က တို့ကဘရင်မြီးတော်တွေဖြစ်ခဲ့တဲ့အပြင် မာနာကလည်းရှိတော့တကာလေးတော့အပေါ်အဖြစ်လုံးမိခဲ့တာမျိုးရှိခဲ့တော့တီးခံမိကြပါသူတို့လေးတွေနားဝင်အောင်ပြောဆိုပေးကြပါအရှင်မယားစိတ်ကြပါဗျာတပည့်တော်တို့လည်းဒီစေဒီမှာအဋိဋ္ဌံဝင်ပြီးတော့ဝေနေရတတော်ဝါတွေအားလုံးကိုမေတ္တာပို့သပေးပါမယ်သူတို့တွေကိုထိခိုက်အောင်မလုပ်ပါဘူးဗျာတာဓုတာဓုတာဓုကွယ်တကလေးတို့ရဲ့အဋိဋ္ဌံလည်းအောင်မြင်ပါစေလို့ဘုန်းကြီးကဆုတောင်းပေးလိုက်ပါတယ် ဖုန်းတော်ကြီးကအောင်မြတ်သားတို့ကိုဆူတောင်းပေးပြီးတော့တုံတုံရီရီနဲ့ပြန်ထွက်သွားပါတော့တယ်။ဒီလိုနဲ့အောင်မြတ်သားတို့လည်းပေရီနေတဲ့ခန္ဓာကိုယ်ကိုဒဇောင်းရဲ့ဘေးမှာရှိတဲ့ရေတွေမှာဆေးကြောတန့်စင်ပြီးမိလိုမြစ်တာပေါ်အတိတ်ထောင်ကိုစတင်ခဲ့ကြတယ်။ဆရာတပည့်၃ယောက်ကမြစ်တာတုပ်ကိုဇေဒီတပတ်ပြည့်အောင်ရုပ်ဖတ်ပြီးချိန်မှာတော့နေရန်ပြင်းလာတဲ့အတွက်ဒဇောင်းနဲ့ကိုဝင်ပြီးအနားယူနေတဲ့အချိန်ဇေဒီအနောက်ဘက်မှာရှိတဲ့ထမ်းမင်ကြီးကလေမတိုက်ပဲဘယ်ညာရင်ထိုးလှောက်ရှားနေတာကိုမြင်လိုက်ရတယ်။မောင်ကောင်းခွန်လား ဇေဒီအနောက်ကထမ်းမင်ကိုကြည့်အောင်ထမ်းမင်ဟာတပင်နဲ့လှုပ်နေပါလားတခုခုတော့တခုခုပဲမောင်ကောင်းကစကားပြောနေနေထမ်းမင်ကိုစိုက်ကြည့်လိုက်ရရှည်လျားတဲ့အမွှေးတွေဖုံးသွန်းနေပြီးခြေသေးလက်တဲတွေတထွာလောက်ရှည်ထွက်နေတဲ့ဘလူးလူလူတရေလူလူအကောင်ကလှုပ်ရမ်းနေတာကိုမြင်လိုက်ရတယ်ဆရာမြင်ရလားဒီကောင်ကကျွန်တော်တို့မြင်အောင်တမင်လှုပ်နေတာဗျသူရှိကြောင်ပြကျင်လို့နေပါလိမ့်မယ်မင်းတို့ရံမပြုတ်တွေ့ရင်ဘာမှမလုပ်ကြနဲ့ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့နားလဲပါတယ်ဒီမှာရက်အတန်ကြာနေရအောင်ပါဆိုတော့မီးလို့စားဖို့အတွက်အသီးအနှံနဲ့ရေ လိုလိမ့်မယ်ဒါကြောင့်နေခင်းနားတဲ့အချိန်အနီးနားမှာလူနေအိမ်တွေရှိမရှိတွားကြည့်လိုက်ပါအောင်ရှိရင်လည်းအသီးအနှံတွေတောက်ရည်တွေဝယ်လာခဲ့ကြကျွန်တော်တို့အခုပဲတွားချကြည့်ပါမယ်ခွန်လာရေတွားကြရအောင်အောင်မက်တာမောင်ကောင်းတဲ့ခွန်လာတို့တမင်ပါထုတ်လိုက်ပြီးဘသူမှမရှိတဲ့အချိန်မှာတော့ဈေးရီအနောက်ဘက်မှာရှိတဲ့ထမ်းမင်အောက်ကိုထွက်လာခဲ့လိုက်တယ်ထမ်းမင်အောက်ရောက်တော့အပေါ်မောကြီးက ဤထမ်းမင်မှာနေထိုင်တဲ့ပုံကိုယ်ရဲ့အနေနဲ့ကျုပ်တို့ပို့တာတဲ့မေတ္တာတက်ကိုရကြမယ်လို့ထင်ပါတယ်။တင်းတို့အနေနဲ့ကျုပ်တို့အပေါ်ပြောကြစကားများရှိပါကကိုထင်ပြပြီးပြောနိုင်ပါတယ်။အဲ့လိုပြောလိုက်ရထမ်းမင်ဘော်ကနေကြမ်းတမ်းတဲ့အမွှေးရှိရှိတွေကတကူလုံးဖုံးအုပ်နေတဲ့အကောင်တကောင်ပုံကနေခုန်ကျလာခဲ့တယ်။အသားကြီးကအစင်တရီလိုကြမ်းထော်နေတဲ့ပြင်ခန္ဓာကိုယ်ကလည်းပွားရောင်ရောင်နဲ့အကျဉ်းတန်လာတဲ့ကောင်ကကြောပြီးတဲ့အနေထားနဲ့တဟင်းကြီးတွားနေခဲ့တယ်။တင်းကျုပ်တို့ကိုတတိထားမိအောင်လုပ်တာပါအတွက်လဲ။ ြောစရာရှိရင်ပုံမှန်လေးလေးပြောနိုင်ပါတယ်။နင်တို့ဒီကိုလာတာငါမကြိုက်ဘူး။နင်တို့ရုတ်ဖတ်တဲ့အတန်တွေကြားရင်ပူလောင်ရတယ်။ငါတို့အရင်လိုနေလို့ရအောင် ထွက်သွားပေးကြပါ။ကျုပ်တို့ကတင်တို့ပူလောင်ရလောက်တဲ့အထိပြင်းထန်တဲ့အရာတွေကိုမရုတ်ဖတ်သေးပါဘူး။ကျုပ်တို့ကမေတ္တာပို့တာတော့အဓိကရုတ်ဖတ်တာပါ။မြေတာပို့တာလေငါတို့မကြားချင်ဘူးဟိုဖုန်းကြီးရောပြောတော့လေ तू နဲ့မဆိုင်ဘူးပြောတယ် ဒါကြောင့်ဒီအနီးတဝိုက်ကိုဘသူမှမလာသေးကျင်တာတင်တော့ဟာတာမန်မြစ်တာပို့တာတာကိုတော့မကြောက်ဝင်တဲ့ပုံကိုတွေပါလားဟွန်းဒီလိုဆိုတော့လေကြောက်တို့လည်းဘာမှမတတ်နိုင်တော့ဘူးအောင်မြတ်တာစိတ်မကောင်းတဲ့မျက်နှာနဲ့ခေါင်းကိုခါရမ်းလိုက်ပြီးတစောင်းရှိရာကိုအလှဲ့အနောက်မှာရက်နေတဲ့အမွှေးရှိကောင်ကြီးစီကနေကျေလောင်တဲ့တောက်ခတ်တန်တစ်ချက်ထွက်ပေါ်လာခဲ့တယ်ညနေ3နာရီလောက်ရောက်ချိန်မှာတော့ငပြောသည့်တစ်ခိုင်ဝဘိုးကြီးတော်နှလုံးနဲ့အတူမောင်ကောင်းတို့ပြန်ရောက်လာခဲ့ကြတယ်ဆရာ ရိတ်ကနဲ့တောက်ရည်အတွက်အဆင်ပြေပြီဗျဒီကနေ့နိုင်ဝဲလောက်သွားရတဲ့နေရာမှာတီးပင်စားပင်နဲ့စိုက်တဲ့လူအချို့နေတယ်တဘောလဲရမ်းကောင်းတာဗျမင်းတို့ကတဘောကောင်းတဲ့သူတွေနဲ့စုံလာတာကိုဒီမှာတော့အနောက်ရှက်ပေးမဲ့သူတွေအများသားအာအနောက်ချက်ပေးတော့လေနောက်မလို့ရရင်အောင်ပညာပြန်ပေးလိုက်မှာပေါ့ဆရာရဲ့မောင်ကောင်းကျွန်တော်ကစတာပါဆရာရဲ့ဧည့်သည်ကအင်ရှင်ကိုမောင်းမထုတ်ပါဘူး ညနေကျရင်အတိတ်ထံပြန်ဆမှာမို့လှုပ်ဆရာရှိရာတွေလှုပ်ထားကြ။အောင်မြတ်တာတို့လည်းနေအလင်းရောင်ကြတာနဲ့ဇေဒီရဲ့တနင်္ဂနွေတောင်းမှာမြေတာတို့တစ်ချိန်ကိုပတိတလုံးချကအပတ်ရည်ကိုဘတ်တီတီစိတ်တဲ့အတိတ်ထံကိုစတင်ခဲ့ကြတယ်။အစပိုင်းမှာတော့ဘာမှအနောက်ချက်မရှိပေမဲ့လေးဘက်မြောက်လောက်မှာတော့စိတ်ထဲကနေရွတ်ဖက်လို့မရအောင်ငိုတန်ရေတန်ပေးခြင်းကြောအနောက်ဘက်မှာခြေတန်ဆောင့်ခြင်းအပုံနံပေးခြင်းစတဲ့အနောက်ချက်တွေကြုံလာခဲ့ရတယ်။အောင်မြတ်တာတို့လည်းကြုံလာတဲ့အဖြတ်တွေကိုစိတ်မရင်းရိုင်ပဲတတိကက်ကကြော်ဖြတ်ခဲ့ရာ ပဒီအပတ်ရဲ့၆ပတ်မြောက်ထိကိုရောက်လာခဲ့တယ်။အချိန်ကလည်းတဖြည်းဖြည်းကုန်လာခဲ့သလိုဇေဒီမှာထုံးထားတဲ့ဖျောင်းနိုင်တွေကလည်းငြိမ်းသွားတာမို့ပတ်ဝန်းကျင်တစ်ခုလုံးနဲ့နေအောင်မှောင်မဲနေခဲ့တယ်။အဲ့ဒီအချိန်အောင်မြတ်တာရဲ့ပဒီကျိုးကိုတရားရုံးကဆွဲထားသလိုခက်တင်းတင်းဖြစ်သွားတာကိုခံစားလိုက်ရတယ်။အောင်မြတ်တာလည်းအပြတ်ဝင်ပြီဆိုတာသိရနဲ့စိတ်ထဲကနေမြစ်တာနိုင်နိုင်ပို့ပြီးတော့လက်ညှိုးနဲ့ပဒီကိုဆွဲချပေးမယ်။ဘလို့မှဆွဲမရပဲတင်းတတ်တင်းနေခဲ့တယ်။ဒါကြောင့်စိတ်ကိုစူးစီးပြီးအာယုံခံကြည့်လိုက်ရာတပိတတာခန့်ရှိတဲ့မင်းသားနိုင်ငံကပဒီရဲ့ဇေဒီကောင်းထိတ်မှရှိနေတဲ့ ဝါစင်းနီစူးစာကိုခြေခံပြီးဆွဲထားတာမြင်လိုက်ရတယ်။အဲ့ဒီချိန်ဆရာကျုပ်တို့သုံးမဝင်ပြုပါမဟုတ်ရင်ဆရာတို့ဒီထက်ပိုပြီးနှောက်ရှက်လိမ့်မယ်။ဆိုတဲ့အင်းဆောင်တွေရဲ့အတန်ကအနောက်ဘက်၃00လောက်กว่าကနေထွက်လာခဲ့တယ်။ဒါပေမဲ့အောင်မြတ်တာလုံးဝခွင့်မပြုဘဲမင်းစာလေးတွေကိုစိတ်ညှို့ပြီးမိတာကိုသာတရဆက်ပို့လို့နေခဲ့တယ်။မိတာပို့တဲ့အချိန်ရင်များလာတဲ့အမျှမင်းစာလေးတွေရဲ့လက်ကတဖြည်းဖြည်းပြော့လာပြီးတော့တင်းနေတဲ့ပဒီကအနိုင်ငယ်လှုပ်ရှားလာခဲ့တယ်။အောင်မြတ်တာလည်းကိုယ့်ဘက်ကိုပါလာပြီးဆိုတာသိရတဲ့အတွက် မြစ်တာပို့တာကိုလုံးဝမရက်တော့ပဲဇက်တိုက်ဆိုလိုပို့လို့ပေးခဲ့တယ်။အဲ့ဒီချိန်ခြေကန်ဆွဲထားတဲ့မင်းစာနှာခေါင်ကကျိုးစာကိုဆွဲထားတဲ့လက်ကိုလွတ်လိုက်ပြီးတော့ဒီလူတွေနဲ့ဆော့ရတာပျော်ဖို့မကောင်းကို့နေရာကိုပြန်ကြရအောင်အဲ့လိုပြောကအနောက်ဘက်လေကားစီကိုခုံပေါက်ပြီးတော့ထွက်ပြေးသွားခဲ့တယ်။အဲ့ဒီတော့မှအောင်မက်တာလည်းကြံနေတဲ့အဋိဌံကိုပြီးဆုံးတဲ့အထိဆက်လုံနိုင်ခဲ့တယ်။အဋိဌံပြီးလို့မြစ်တာပို့အမျှဝေတဲ့အချိန်မှလည်း၆ကကအော်ဟေတန်တွေတောက်ခတ်တန်တွေကျုံးဝါတန်တွေကိုထတ်ကြလိုက်ရတယ် အမြဝေပြီးတဲ့အချိန်ကညတနားထိုးနေပြီမို့ဆရာတပည့်တွေလည်းဈေးဒီမှာဖျောင်းနိုင်တုံးနိုင်ပူဇော်ပြီးမိမိတို့နေထိုင်တဲ့တစားစီကိုပြန်လာခဲ့ကြတယ်။ဆရာဒီညဘာမှမဖြစ်ဘူးလား။ကျမ်းမမထိုင်ခင်မေးလိုက်တဲ့ခုံးလာစကားကြောင့်အောင်မြတ်သာမောကြည့်လိုက်ပြီးတော့မင်းတို့ရောဘာဖြစ်ကြသေးလဲ။ဘာဖြစ်ရမလဲဆရာရဲ့မင်းစာနှကောင်းကဗတိစိတ်မရအောင်ကျိုးကိုအတင်းဆွဲထားတာဗျာ။တကယ်ကိုပိကက်ကက်အကောင်လေးဗျ။ဟုတ်တယ်ဆရာကျွန်တော်ဆိုနေရင်ထအောင်ချင်တာ။ ဆရာပြောတော့လို့စိတ်ကိုမနှဲပြန်ထိန်လိုက်ရတယ်။နောက်တော့ရောဘယ်လိုလုပ်လိုက်ကြလဲ။ဒီကောင်လေးကမြေတားပိုးလည်းမရအမြဝေလည်းမရဖြစ်နေတာ။နောက်ဆုံးဆရာဘက်ကနေအရန်အေးများတဲ့အေးအေးတက်ထွက်လာတယ်လို့ခံစားလိုက်ရတယ်။အဲ့ဒီချိန်မှာပဲဒီကောင်လေးကလက်လွတ်ပြီးတော့ထွက်ပြေးသွားကြတာ။မောင်ကောင်းမင်းကရောကျွန်တော်လည်းခွန်းလာလို့ပဲဆရာဆရာနဲ့အေးအေးတက်တခုကိုခံစားလိုက်ရတယ်။ဆရာဘာလုပ်လိုက်ကြလဲ။မြေတားပိုးလိုက်တာပဲလေ။ မင်းတို့ကတိစိတ်ကနေပဲမြစ်တာပို့နေကြတာငါကတိစိတ်ရောမတိစိတ်ကနေပါပို့လိုက်တာနားလည်အောင်ပြောရရင်မြစ်တာတက်ကိုတကူလုံးခြုံထားလိုက်တာပဲဒီကောင်လေးကတော်တော်ကောင်းမှကြတာပဲနော်ဆရာရှိနေလို့တော်သေးတာပေါ့ဒါပထမရက်ပဲရှိသေးတာနောက်ထပ်ကြံတဲ့ရှစ်ရက်ကဘယ်လိုမျိုးနှောက်ရက်ကြအောင်မလဲမသိဘူးမင်းတို့လည်းဒီထက်ပို့ပြီးတော့မြစ်တာတက်လွှမ်းခြုံနိုင်အောင်ကြိုးစားကြကဲကဲအနားယူလိုက်ကြအောင်အောင်မက်တာမောင်ကောင်းတဲ့ခုံလာတို့အနားယူခိုင်းလိုက်ပြီးတော့ သူကိုယ်တိုင်လည်းမကြောကြောကြမ်းမြင့်ပေါ်လဲချလိုက်ပါတော့တယ်။သူချက်တွေပေါ်ကနေထွက်ပေါ်လာတဲ့အတန်းကြောင့်အိပ်ပျော်နေတဲ့မောင်ကောင်းတဲ့ခွန်လာတို့ထားထိုင်လိုက်တဲ့အချိန်သူတို့ဘေးမှာတရားထိုင်နေတဲ့ဆရာဖြစ်သူကိုမြင်လိုက်ရတယ်။ခွန်လာခေါင်းမိုးပေါ်မှာကြောင်နေတောင်းညံ့နေရလားမသိဘူး။မဖြစ်တော့နော်အကိုအတန်းကဇက်တိုက်ဆိုလိုထွက်နေတာ။နောက်ပြီးကြောင်အော်တယ်လည်းမကြားမိဘူး။မောင်ကောင်းတဲ့ခွန်လာလည်းအတန်းတွေစူးညံစွာပေါ်နေတာကြောင့်ထိုင်နေရကနေထပြီးအပြင်ထွက်ကြည့်လိုက်ရာ နေရွက်ကားကနှာခေါင်းချွတ်ချွတ်နဲ့မင်းစာပေါက်လေးတွေကခုံပေါက်နေတာကိုမြင်လိုက်ရတယ်။မင်းစာပေါက်စာတွေကမောင်ကောင်းတို့ကိုမြင်တော့တထွာလောက်ရှိတဲ့ရှာကိုထုတ်ပြပြီးတော့တိတ်ကိုင်းချောက်တွေနဲ့ပြစ်ပါလေရော။ဒီကောင်တွေတမင်းတကာလုံနေတာပဲ။ငါလုံလိုက်ရနာတော့မယ်။မောင်ကောင်းကအံဝန်ကြိတ်ကကျင်းဝါလိုက်ပြီးတော့မြေကြီးပေါ်မှာကြနေတဲ့ဂဲတလုံးကိုကောက်ယူလိုက်တဲ့အချိန်ကွကြီးကွကြီးဆိုတဲ့အတန်တဲတဲလေးတွေနဲ့အတူဇေဒီဘေးအမောင်တို့တွေကနေမင်းစာတွေအုံလိုက်ခြင်းလိုက်ထွက်လာခဲ့တယ်။ခွန်းလား ဒီကောင်လေးကငါတို့ရန်လုံနေကြတာကွကျွန်တော်လည်းရိမ့်မိရဲ့ကို အခုဘယ်လိုလုပ်ကြမလဲမောင်ကောင်းတဲ့ခွန်းလာကြောချင်းကက်ကဒီလိုပြောလိုက်တဲ့အချိန်မင်းစာတွေကချုံမြရဲ့လက်တဲတွေထုတ်ပြီးအရှိ့ကိုတဖြည်းဖြည်းတိုးလာခဲ့ကြတယ်အဲ့ဒီအချိန်တစောင်းလေးကနေမျက်စိချိန်မတက်အလင်းရောက်နေအုံငနဲ့ဖြာထွက်လာခဲ့တယ်လို့ရှေ့တိုးလာခဲ့တဲ့မင်းစာတွေအားလုံးကအလင်းရောက်ထွက်တဲ့ဘက်ကိုအာယုံရောက်သွားခဲ့ကြတယ်မင်းစာငယ်တွေကအလင်းရောက်ကိုလည်းမြင်ရောမောင်ကောင်းတို့ရှိရနေခွာပြီးတစောင်းကိုဝိုင်းလိုက်ကြတယ်အကို အလင်းရောင်ဟာဘယ်ကနေလာရလဲဆရာကလည်းအထဲမှာတရားထိုင်နေတာမလားငါလည်းတရားမမြင်ရဘူးကွအလင်းကအရန်ဆိုးတယ်နှစ်ယောက်သားဆက်လိုက်ပြီးထိုးသလိုထွက်ပေါ်နေတဲ့အလင်းရောင်ကိုအာယုံဆိုင်ကကြည့်နေတဲ့အချိန်အဖြူရောင်အလင်းနှန်းကတဖြည်းဖြည်းလှုပ်ရှားလာတာကိုမြင်လိုက်ရတယ်ဆရာဆရာကိုယ်တွေကထွက်နေတာပဲမောင်ကောင်းကအံ့ဩစွာနဲ့ရေရွတ်လိုက်တဲ့အချိန်မင်းသားငယ်တွေကအလင်းနှန်းရှိရာကိုတိတ်ကိုင်းချောက်တွေဂဲလုံးနေနဲ့စတင်ပြစ်ပါလေရောသူစန်းနာပြစ်ပေါက်တမျှအရာတွေအားလုံးတစောင်းနဲ့ကိုမရောက်ပဲ မင်းစားတွေဘက်ကိုပြန်ကန်ထွက်လာတာပဲ။တိတ်မကြခင်အချိန်မှာပဲတစောင်းရဲ့အနောက်ဘက်ဝရုံတော်ကနေအတန်အသင့်ပြင်းထန်တဲ့လေလံတစ်ခုကလွှင့်ဆင်လာခဲ့ရာမင်းစားတွေအားလုံးကလေနဲ့အတူဇေဒီရဲ့အပြင်ဘက်ကိုလွှင့်ထွက်ကုန်ကြတယ်။မောင်ကောင်းတို့လည်းလေတိုက်တာကိုလက်နဲ့ကာပြီးဝရုံတော်ဘက်ကိုကြည့်လိုက်ရာတုံတုံကြီးနဲ့လမ်းလျှောက်လာတဲ့ဖုန်းတော်ကြီးတစ်ပါးကိုမြင်လိုက်ရတယ်။ဖုန်းတော်ကြီးကဖျားပရုံနဲ့ကိုရောက်လာတာနဲ့မင်းစားငယ်တွေကိုကြည့်ပြီးတော့အာကုတို့ကောင်းတွေကိုနေရာကိုနေကြစမ်းမပြောဘဲနေနေတာအတော်အတင့်ရဲနေကြတယ် အဲ့လိုပြောလိုက်ရမင်းဆိုင်ငယ်လေးတွေအားလုံးစူညံစွာအော်ဟစ်ရင်ခြေဦးတရာကိုထွက်ပြေးသွားခဲ့ကြတယ်။အရှင်ဘုရားဘလို့ဖြစ်ပြီးကြွလာရလဲ။တကာလေးတို့အနောက်ရှက်ဖြစ်နေတာကိုကြားလို့ရောက်လာခဲ့တာ။ဘာပဲပြောပြောဘုံကြီးပြောတဲ့စကားအတိုင်းမေတ္တာနဲ့နေပြီးတာကိုအသိအမှတ်ပြုပါတယ်ကွယ်။ဒီစီရီကအတော်အနောက်ရှက်ကျန်းတာပဲနော်။ဟုတ်တယ်တကာလေး။ဒါကြောင့်မို့ဘသူမှမလာရဲပဲတိမ်မြုံနေတာပေါ့။ မောင်ကောင်းနဲ့ခွန်လာတို့စကားပြောနေတဲ့အချိန်တစောင်းတဲ့ကနေအောင်မြတ်သာထွက်လာကအရှင်ဖရာလည်းတပည့်တော်တို့ကြောင့်အလုပ်ပူရပြီမဟုတ်တာတကားလေးရဲ့ဖုန်ကြီးကသူတို့လေးတွေကိုမြေတားထားပေးဖို့တောင်းဆိုခဲ့ဘူးလေအခုတော့ဖုန်ကြီးပြောရတာကိုပြန်ရောက်သိရတော့မယ်ထင်တယ်။ဘာဖြစ်လို့လဲဖေ။ညဦးပိုင်းကဖုန်ကြီးစီကိုမင်းသမီးနှစ်ပါးငိုကြီးချမ်းမနဲ့ရောက်လာခဲ့တယ်။သူတို့အနေနဲ့တကားလေးတို့ပေးတဲ့အမျှအတန်းကိုလည်းရကြတယ်တဲ့။ ဒါပေမဲ့သူတို့တကာလေးတို့စီကိုမလာရဘူးပြောတယ်။ဗျာဘာဖြစ်လို့လဲဖေ။တပည့်တော်တို့ဘလို့ပုတ်ကုန်မဆို ရောက်လာနိုင်အောင်စီးတွေဖွင့်ထားပေးရလေ။ဘုံကြီးတိပါတယ်။အခုဖြစ်နေတာကျွဲခက်လောက်ရခဆိုတဲ့ပုတ်ကူကဒီအနေဝန်းကျင်ကိုလာမရအောင်ပိတ်ပင်ထားတယ်လို့ပြောတယ်။ကျွဲခက်လောက်ရခဆိုတာဘသူများပါလဲ။အရင်ကဒီနားမှာကျွဲခက်လောက်ရွာဆိုတာရှိတယ်။ရွာဆိုပေမဲ့အိမ်ခြေဆယ်ကနန်းလောက်ပဲရှိတာ ဖုန်ကြီးလည်းကြွဲခလောက်ရွာကိုနှစ်ခါလောက်ရောက်ဘူးတယ်။တနေ့မှနွားចောင်းသားလေးတစ်ယောက်ကမြေကြီးထဲမှာမြုပ်နေတဲ့ရက်ခရုပ်ထုလေးတစ်ခုကိုကောက်ရခဲ့တယ်လေ။အဲ့ဒီရုပ်ထုမှာအလွန်ဆိုးသွမ်းတဲ့ရက်ခတစ်ကောင်ရှိနေတယ်ဆိုတာ तू မသိခဲ့ဘူး။လူရင်းပြောရရင်နွားចောင်းသားလေးရဲ့လုပ်ရက်ကတရွာလုံးကိုဒုက္ခရောက်စေခဲ့တယ်။ရုပ်ထုထဲပါတဲ့ရက်ခကလည်းကြွဲခလောက်ရွာမှာရှိတဲ့သူတွေကိုဖန်ဆာချောက်စာလုပ်ရင်းတဖြည်းဖြည်းအကောင်ကြီးလာခဲ့တယ်။နောက်ဆုံးကြွဲခလောက်ရွာတရွာလုံးပြတ်ပြီးပြေးရတဲ့အထိပဲ။ အခုဒီကောင်ကမင်းသမီးတွေကိုပါပြဿနာရှာနေပြီတကားလေဒါဆိုအခုနောက်ရက်နေကြတဲ့သူတွေကကျွဲခလောက်ရက်ခရဲ့လက်အောက်ငယ်သားတွေလားအရင်ကတော့မင်းသမီးတွေရဲ့ထိန်းချုပ်မှုအောက်မှာနေကြတဲ့သူတွေပေါ့တကားလေးတို့မြင်ရတဲ့မှင်စာငယ်လေးတွေဆိုတာအရင်ကတိတ်ကိုလိမ်မာကြတာလာပြေလာွယ်နေတိုင်းမင်းသမီးနှစ်ပါးနဲ့အတူဇေဒီတန့်ရှင်းလှုပ်လေရှိတယ်အခုတော့အရန်ကိုစိုးသွတ်နေတာတကားလေးတို့အမြင်မဲမဟုတ်လားတပည့်တော်တော်တွေးနေမိသေးတယ် အရှင်ဖေကဘာကြောင့်ဒီလောက်စိုးသွမ်းတဲ့ကောင်တွေကိုကာကွယ်ပေးနေတယ်လဲပေါ့အဖေကအခုမှရှင်းတော့တယ်အောင်မေတ္တာစကားကြောင့်ဘေးမှာရက်နေတဲ့မောင်ကောင်ကရှေ့တိုးလာပြီးတော့အရှင်ဖေဒါဆိုရင်ဒီကောင်တွေကိုမှတ်လအောင်အဆုံးမလို့ရပြီမလားနောက်တစ်ခေါက်ထပ်ပြီးနှောက်ရမယ်ဆိုရင်ဒကာလေးတို့တင်းတင်းယုံဆုံးမနိုင်ပါနဲ့ဟဲဟဲတပည့်တော်ကဒီလိုနေမျိုးစောင့်နေတာဖေကမောင်ကောင်ကလက်ဝါးနှစ်ဖက်ကိုပို့ပြီးတော့ဝမ်းသာအားရပြောကဇေဒီအနောက်ဘက်ရှိထမ်းမင်းကိုလှမ်းကြည့်လိုက်ပါတော့တယ် ညနေ3နာရီခွဲလောက်ရောက်တော့မောင်ကောင်းနဲ့ခွန်လာတို့နဲ့ရောက်ပဒီစိတ်ကိုစီနဲ့ဇေဒီဘက်ထွက်သွားလို့အစောကြီးဘာလို့မလုပ်လဲဆိုပြီးလိုက်ကြည့်ရတနင်္လာတောင်းမှာလူတစ်ထိုင်သာကျဲတဲ့စီးတစ်ခုကိုရေးဆွဲနေတာကိုမြင်လိုက်ရတယ်။မင်းတို့ဒါဘာလုပ်နေကြရလဲ။ဆရာဒိတ်တံဝင်နေတဲ့အချိန်ဘယ်သူမှနှောက်ယှက်လို့မရအောင်လုပ်နေတာပါ။မင်းတို့နှစ်ယောက်ကဒီနေ့အရန်တက်ကြွနေကြပါလား။မဟုတ်ပါဘူးဆရာရဲ့။အရင်နေ့တွေကလည်းဒီလိုပါပဲ။အင်းညနေ9နာရီဒိတ်တံစားကြမယ်။ ကိုလက်တန်းစင်ထားကြအောင်နော်ဟုတ်ကဲ့ဆရာအတိတ်တန်းစပြီးနိုင်ဝက်လောက်အကြာမှာပဲထန်းလက်နှစ်ခုကိုရိုက်နေတဲ့အတန်ထွက်ပေါ်လာခဲ့တယ်အစကားလူရှုပ်တွေကိုနေရာကို ပြန်ကြသံသူတို့ကိုသူတို့အထင်ကြီးနေတဲ့သူတွေစသဖြင့်ထွက်ပေါ်လာတဲ့အတန်တွေကိုအောင်မြတ်တာတို့လစ်လူရှူပြီးအတိတ်တန်းဟောတာစိတ်ညစ်ထားခဲ့ကြတယ်အတန်ပလန်တွေထွက်လာပြီးမကြခင်အချိန်မှာပဲပတိစိတ်နေတဲ့ကျောင်းနောက်ကနေရှာကြီးတဲ့ငွေကြွေးတန်တစ်ခုထွက်ပေါ်လာပါတော့တယ် ငိုတန်ကခံမြင်းမြင်းလေးထွက်ပေါ်လာရာကနေတဖြည်းဖြည်းကျဲလာပြီးတော့အတန်ကလည်းနီးကပ်လာခဲ့တယ်။ဒါပေမဲ့ပတိစိတ်နေတဲ့အောင်မြတ်သားတို့ကအနှင်းငယ်တော်မှလှုပ်ရှားမှုမရှိတာကြောင့်ငိုနေတဲ့အတန်ကနေချက်ချင်းဆိုသလိုဟားတိုက်ရိန်မောတဲ့အတန်အဖြစ်ကိုကူးပြောင်းသွားခဲ့တယ်။တာမန်လူတွေဆိုရင်လက်ထဲကပတိကိုချပြီးထွက်ပြေးရလောက်တဲ့အနေအထားဖြစ်ပေမဲ့တမာဒီကိုခါဖို့ပစိုးလို့မြဲမြံအောင်ကြင်ကြံထားတဲ့အောင်မြတ်သားတို့အဖို့အတွက်ကလေးကစားစရာလိုဖြစ်နေခဲ့တယ်။အောင်မြတ်သားတို့အနေနဲ့ဒိတ်တယ်မပြီးမချင်းနီလန်အမျိုးမျိုးနဲ့ခြောက်လန့်နေတဲ့အဖြတ်တွေကိုတီးခံလာခဲ့ရာ ညတနားရဲ့အချိန်ခန့်ကိုရောက်လာခဲ့တယ်။ဗဒီအပတ်ရဲ့ကိုးပတ်မြောက်ရဲ့နောက်ဆုံးအလုံးကိုရောက်တဲ့အချိန်မှာတော့ဇေဒီပတ်ဝန်းကျင်တစ်ခုလုံးမူလအတိုင်းပြန်လည်ငြိမ်သက်သွားပါတော့တယ်။အောင်မြတ်တာတို့လည်းဗဒီစိတ်ကြီးအမှုပြီးဆုံးပြီမို့ဝိနေယတတော်ဝါတွေကိုမြေတားဖို့အမြတမ်းပေးဝေပြီးတာနဲ့ရင်မြင်ကိုလက်နဲ့ဝုန်းကနေရိုက်ချကာဤဖျားပရဝံအတွင်းမှာမိတင်းနေထိုင်ကြတဲ့ပုံကိုယ်တွေအားလုံးချက်ချင်းအရောက်လာစေအမိန်ကိုမနာခံမဲဖိဆာမာကတက်ဆိုင်ရာအဆောင်ချက်များကဖန်ဆီးခေါ်ဆောင်လာစေအဲ့လိုအမိန်ပေးလိုက်ပြီးတင်မလင်ခွေထိုင်နေရာ စက္ကန့်ပိုင်းအတွင်းရင်းမြစ်တစ်ခုလုံးပုံတရံမျိုးစုံအရွယ်မျိုးစုံနနာဘာဝတွေပြည့်နှက်သွားခဲ့တယ်။ဆရာထမ်းမဲ့မွားကောင်နဲ့မင်းစားတွေမရောက်သေးဘူးနော်။မောင်ကောင်းစကားကိုအောင်မြတ်တာဘာမှမပြောဘဲအဝေးတနေရာကိုလှမ်းကြည့်နေရင်သူတို့ကဖျားပရဝန်ထဲမှာနေတာမဟုတ်ဘူးပဲ။အဲ့လိုရေရွတ်ကဘေးမှာခြားထားတဲ့လွယ်အိတ်ထဲကနေပိုက်ကွန်တစ်ဖွဲစီမံထားတဲ့စမတစ်ချက်ကိုထုတ်ယူလိုက်တယ်။အောင်မြတ်တာလက်ထဲမှာပါလာတဲ့စမကိုညာဘက်လက်ဝါးနဲ့ဖြောင်းခနဲမြည်အောင်ရိုက်ပြီး လေပေါ်ဖြစ်တင်လိုက်ရရင်မြန်ပေါ်မှာရှိနေတဲ့သူတွေအားလုံးလေစုပ်ဆက်နဲ့ဆောက်ခံလိုက်ရတဲ့ဖုံဖုံတွေလိုစမတဲ့ကိုရောက်သွားခဲ့ကြတယ်။မောင်ကောင်ခွန်လအခုအစပြီးတော့ရင်မြန်ပေါ်ကိုတက်လာတဲ့ဘလို့တတော်ဝအောင်မဆိုလောင်မီးကွန်ချာအင်းနဲ့ဆွဲဖက်မိတော့အောင်မြတ်တာစကားကြောင့်မောင်ကောင်းနဲ့ခွန်လာလည်းလောင်မီးကွန်ချာအင်းနဲ့ရွက်စီထုတ်လိုက်ပြီးမုံလေးကူရဲ့အလဲမှာတရွက်စီချထားခဲ့ကြတယ်။အောင်မြတ်တာကတော့ဆူးရှတဲ့မျက်လုံးတွေနဲ့အမောင်လူတွေကိုစိုက်ကြည့်ရင်းနှုတ်ကနေဂါရာတစ်ပုတ်ကိုရွတ်လိုက်တဲ့အချိန် ရုတ်တရက်ဆိုသလိုကြောင်အောင်တန်းဇေဒီပပတ်လေးကနေထွက်လာပါလေရောဆရာ အမောင်တွေမှာမျက်လုံးနဲ့ညီရအများကြီးပါလားအဲ့ဒါမင်းစားတွေပဲမောင်ကောင်းတို့ရဲ့နောက်မှာကျွဲခက်လောက်ရက်ခတေချာပေါ့ရှိနေလိမ့်မယ်အောင်မြတ်တာစကားမဆုံးခင်မှာပဲအညိုရောင်အစင်းရှိတဲ့ကြောင်တော်ကလောင်မင်းကိုချရင်ချရတဲ့နေရာကိုခုံချလာခဲ့တယ်ကြောင်ရဲ့ခြေထောက်ကရေမြင်ကိုထိတာနဲ့အပြာရောင်မီးတောက်တွေဟုံးငနေထားတောက်ပြီးတော့အနောက်ကိုလွန်းထွက်သွားခဲ့တယ်ထို့အချိန်မှာပဲမရင်မတွက်နိုင်အောင်များပြားတဲ့ကြောင်တွေက အနီးနားမှာရှိတဲ့တစ်ပင်တွေပေါ်ကနေရင်းမြစ်ပေါ်ခုံချလာပါလေရောဒါပေမဲ့ခုံချလာတဲ့ကြောင်တွေအားလုံးခြေချရာနေရာမှာပဲဘိုင်းကနေပြစ်လဲကြတော့တာကိုမြင်တွေ့လိုက်ရတယ်ဆရာလောင်မင်းကိုကြာအင်းဆက်ကွင်းနဲ့ရောက်တဲ့ကြောင်တွေအကုန်မင်းစာအတွင်ပြောင်းကုန်ကြပြီခွန်လာအန်အောစွာနဲ့ပြောရင်အောင်မက်တာနားကိုတိုးကပ်လာခဲ့တယ်ဆရာဟိုးမှာကြည့်ပါဦးမောင်ကောင်းလက်ညွန့်ညွန့်ပြရတဲ့နေရာကိုကြည့်လိုက်ရရင်မြေအနောက်ဘက်အမောင်တို့ထဲမှာအမွေးရှိရှိနန္ဒာဘာဝကောင်တွေအထက်ထက်ဝန်းရံထားတဲ့အရေးမဲတစ်ခုကိုလိုက်အောင်အောင်မှာမြင်လိုက်ရတယ် အဲ့ဒီကောင်ကကျွဲခက်လောက်ရက်ခပဲဒီကောင်ကအလို့ပေးလို့မရဘူးအောင်မြတ်သားလွယ်အိတ်ကိုဆက်ခနဲဆွဲယူပြီးအထဲကနေမိုင်းကင်ဆက်ကူအချို့ကိုထုတ်ယူကကားငယ်ပုံစံပြန်ကျဲချလိုက်တယ်အင်းခွက်တွေရေးဆွဲထားတဲ့မိုင်းကင်ဆက်ကူတွေကတစ်ချက်နဲ့တစ်ချက်တန်းလိုက်ကတ်တယ်လို့ဆွဲကတ်သွားရကနေဒူးတစ်ပတ်ထောင်းဒူးတစ်ပတ်လဲတရံရှိတဲ့ရက်ခတစ်ကောင်ရဲ့ပုံရိပ်အဖြစ်ပြောင်းလဲသွားပါတော့တယ်အောင်မြတ်သားလည်းအင်းခွက်တွေရနေဖြစ်ကြည့်လာတဲ့ရက်ခပုံကိုလက်ညှိုးထိုးပြီးအသက်သွင်းကာတာကိုရုတ်ဖက်လိုက်ရာအင်းခွက်တွေကြားထဲကနေမန်ဟုံပြင်းထန်တဲ့ရက်ခတစ်ကောင်ဝုံနှန်းကျိတ်ကထွက်လာပါတော့တယ် အောင်မြတ်တာဖန်တီးထားတဲ့ရက်ခါအောင်မြင်တာနဲ့အခြားသောနန္ဒဘာဝတွေအားလုံးကောင်းအောင်မဖော်နိုင်မဲ့ဝစ်စင်းခဲ့ကြပေမဲ့စင်တရီမှာပင်အပ်တွေစိုက်ထားသလိုဖြစ်နေတဲ့နန္ဒဘာဝတွေကတော့ကော့တက်နေတဲ့အဆွဲတွေကိုဖျဲကပြန်လည်မှန်းထောင်နေတာကိုမြင်လိုက်ရတယ်။ဒါအောင်မြင်တဲ့အင်းရက်ခါကလက်ထဲကင်ထားတဲ့တန်လျက်ကိုဝင့်ကလွှားခနဲ့ခုံဝင်သွားခဲ့တယ်။နန္ဒဘာဝတွေရဲ့အော်ဟစ်တန်အင်းရက်ခါရဲ့ကျုံဝါတန်တွေကဇေဒီပန်ဝန်းကျင်တစ်ခုလုံးစူညံသွားသလိုအင်းရက်ခါရဲ့တန်လျက်ကြောင့်လဲကျသွားတဲ့နန္ဒဘာဝတွေရဲ့အော်ဟစ်ညီးတွားတန်တွေလည်းထွက်ပေါ်လာခဲ့တယ်။ အဲ့ဒီချိန်အချိန်ပြင်းတဲ့လျက်စီးကြတခုကအင်းရခရဲ့ရမတ်တက်တက်ကိုစူးဝင်လာတာကြောင့်အနောက်ကိုအနှင်းငယ်ရိုင်းကျသွားခဲ့တယ်။အောင်မြတ်သားလည်းလျက်စီးတန်းလာတဲ့ဘက်ကိုကြည့်လိုက်ရာခတ်တန်ကြမ်းတမ်းနဲ့ရုပ်တွင်ရှိပြီးခန္ဓာကိုယ်မှာလည်းလက်လေးဘက်ပါတဲ့ရက်ခတစ်ကောင်ရှေ့ကိုခုံထွက်လာခဲ့တယ်။ဆရာဒီကောင်ကကျွဲခက်လောက်ရက်ခပဲဖြစ်ရမယ်။သူ့ပုံစံကတခြားရက်ခမျိုးနွယ်တွေနဲ့မတူပါလား။မောင်ကောင်းတဲ့ခုံလာစကားကြောင့်အကဲခတ်ကြည့်လိုက်ရာတာမန်အစင်းနဲ့ရက်ခတွေထက်ကိုယောင်ကိုပါတောက်ပနေတာတတိထားမိခဲ့တယ်။ အောင်မြတ်သားလည်းလျက်စီးတံကြောင့်နောက်ကိုလန်ကျသွားတဲ့အင်းရက်ခါကိုပြန်လည်သိမ်းယူပြီးတတ်ဆိုင်ရာပုံကိုများဒီရက်ခါကိုဖမ်းချုပ်ထားစမ်းအဲ့လိုအမိန်ပေးလိုက်ရမြေကြီးအောက်ခြေကနေအနီရောင်ကျိုးတွေထွက်လာပြီးခြေထောက်ကိုရက်ပတ်ထားခဲ့တယ်။ဒါပေမဲ့ကျွဲခလောက်ရက်ခါကခြေထောက်တွေကိုအတင်းရောင်းလိုက်ရရက်ပတ်ထားတဲ့ကျိုးစားတွေကအကုန်ပြတ်ထွက်ကုန်တယ်။ဒီကောင်ကဘုံမဆိုးနဲ့ကျိုးအနောင်ဖွဲ့ဟိုတော်ရုံထွက်နိုင်မလား။ထူးဆန်းလိုက်တာ။ဒီတခါတော့အောင်မြတ်သားအံ့ဩသွားခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီအနောင်ဖွဲ့နဲ့ချောင်းတော်နာခံရတဲ့သူတွေကရုံထွက်ဖို့နေနေတတ်တာ။ တိုးတိုးမြပဲလှုပ်လို့မရတာကိုဒီကောင်ကပြတ်ထွက်တဲ့အထိရုံထွက်နိုင်ငယ်လို့ပဲဆရာတတိထားမောင်ကောင်းရဲ့စကားအဆုံးမှာကျွဲခက်လောက်ရက်ခကအောင်မြတ်တာရှိရာကိုခြေဆုံပစ်ခုံးဝင်လာခဲ့တယ်ဒီတခါတော့အောင်မြတ်တာရှိရာနေမှန်ခုံးခဲသောဒိုင်းငါတစ်ခုပေါ်လာပြီးကျွဲခက်လောက်ရက်ခလည်းနောက်ကိုလွတ်ထွက်သွားခဲ့တယ်ဆရာကိုကာကွယ်ကြမကောင်းဆိုးဝါးကောင်ကိုတုတ်တင်ကြဆိုတဲ့အတန်နဲ့အတူအင်းဆောင်ဈေးဆောင်တွေကထွက်ပေါ်လာခဲ့တယ် ကျဲကလောက်ရက်ခလည်းအလဲငိုက်ခံလိုက်ရတာမို့လူလေထလိုက်ပြီးတော့မဲနဲ့နေတဲ့အဆွဲတွေပေါ်အောင်မှန်းဖီးပြီးလက်မကင်ထားတဲ့လှန်တန်နဲ့ပြစ်လွတ်လိုက်တယ်။လှန်ရဲ့အချိန်ကအလွန်မြန်လာကြောင်းလျှက်စီးချောင်းတစ်ခုကိုသာမြင်လိုက်ရပြီးထန်းဆိုတဲ့အတန်နဲ့အတူလှန်တန်ကဘေးကိုလွန့်ထွက်သွားခဲ့တယ်။ကျဲကလောက်ရက်ခလည်းသူ့လက်နက်ကိုတားဆီးနေတဲ့အင်းဆောင်ဆေးဆောင်တွေကိုစူးစူးရဲရဲကြည့်ကလက်ကိုဖြတ်လိုက်တယ်ဆိုရင်ပဲလွင့်ဆင်သွားတဲ့လှန်တန်ကလက်ထက်ကိုပြန်ရောက်လာခဲ့တယ်။ဆရာသူ့ကိုဘာမှမလုပ်တော့ဘူးလား။မောင်ကောင်းရဲ့မကြည့်တင်တဲ့အတန်ကြောင့်အောင်မက်တာကောင်းခါပြပြီး သူ့မှာမောင်းတိစိတ်တွေပြင်းထန်နေတယ်။နောက်ပြီးသူ့ရဲ့အစွမ်းကဒီနေရာမှာပိုပြီးထက်မြက်နေတာကိုသတိထားမိတယ်။ဒါကြောင့်ဒီဇေဒီနဲ့တနေနေပတ်သက်နေသလားလို့တန်တရားဝင်မိတယ်။အဲ့လိုပြောလိုက်တဲ့အချိန်ဇေဒီရဲ့မြောက်ဘက်တကွနိုင်ဘေးကနေမဝမရေထွက်လာတဲ့မိန်းကလေးနှစ်ယောက်ကိုမြင်လိုက်ရတယ်။မိန်းကလေးနှစ်ယောက်ကအောင်မြတ်တာကိုကြည့်လိုက်၊ကျွဲခက်လောက်ရက်ခက်ကိုကြည့်လိုက်နေလို့ပြီးဒီနေရာကိုဘလို့သူတို့ကောင်းမျိုးမှမလာရဲအောင်လုပ်နေတာတော်တဲ့မီလို့ထင်ပါတယ်ဆန္ဒရမင်းသား။အဲ့လိုပြောလိုက်ရကျွဲခက်လောက်ရက်ခက်ကစားမတက်ဝါမတက်အကြည့်ယူနေကြည့်ပြီးတော့ နင်တို့ကဘလို့တတ္တိမျိုးနဲ့ငါရှိပေါ်လာခဲ့တာလဲဟမ်ဒီတခါတော့ငါတို့မထွက်ရင်နောက်ထပ်ဘတော်မှနင်းရှိထွက်ရဲမှာမဟုတ်ဘူးငါတို့တီးခဲ့တဲ့စီဒီကိုလည်းဘသူမှထပ်ပြီးလာတော့မှာမဟုတ်ဘူးဒါကြောင့်ထွက်လာခဲ့တာပဲမိန်းကလေးနှစ်ယောက်ရဲ့စကားကြောင့်အောင်မြတ်သားဘေးကိုလှည့်ကြည့်လိုက်ပြီးတော့တင်တို့ကနန်းဦးစီဒီကိုတီးခဲ့တဲ့မင်းသမီးနှစ်ပါးများလားဟုတ်ပါတယ်ကျုပ်တို့ကစီဒီတဲမင်းသမီးနှစ်ပါးပါဒါဆိုဒီပုံကောကဘာတူလဲ တင်တို့နဲ့ဘလို့ပတ်သက်နေရလဲ။ तू ကဘရင်စစ်သူကြီးရဲ့သားစန္နာရမင်းသားပဲ။လူဘဝတွေကစိတ်ကြမ်းလူကြမ်းတဲ့မို့ तू လာရင်အကုန်ကြောက်ရွံ့ခဲ့တာ။ကျမတို့ဖျားတီတော့ဒီနေရာမှာခံတက်ဆောက်ဖို့အကြံပေးသေးတယ်။ तू အကြံမအောင်မြင်တော့ကျမတို့ရန်ညှိုးထားရတာပဲ။လူဘဝကုံဆုံးတော့သူ့ရဲ့စိတ်တဏ္ဍာန်အရအခုလိုဘဝမျိုးရောက်ခဲ့တယ်လို့ကျမတို့ကလည်းဒီစီဒီကိုရောက်လာခဲ့တယ်။အော်ကျုပ်သဘောပေါက်ပြီ။ဒါကြောင့်ဥမာကကြီးကဒီကိုလာခိုင်းတာကို အခုမင်းသမီးတွေရာဇေယီတဲတဲ့အလူရှင်တွေဖြစ်နေလို့စိတ်ထဲမှာဘလို့တွေစိတ်ကူးရှိပါသလဲသင်တို့အမြဲတမ်းဟန်တာနှောက်ရှက်နေတဲ့ဒီပုံကိုရောနှစ်တက်လက်ခံပါသလားအိုးဘလို့မှလက်တက်မခံနိုင်ပါဘူးဒါဆိုရင်ကျုပ်တို့ဟာသင်တို့ရဲ့ဆန္ဒအတိုင်းဖြစ်မြောက်အောင်ကူညီပေးပါမယ်အောင်မြတ်တာမင်းသမီးနှစ်ပါးစီရနဲ့ခွင့်ပြုချက်တောင်းမိတာနဲ့လူရိတ်ထဲမှာပါလာတဲ့ဒေဝရက်ခဆမလေးရွက်ကိုထုတ်ကာလေဘော်ပြန့်ကျဲချလိုက်တယ်ဆမလေးရွက်ကလေဘော်ရောက်တာနဲ့ကျွဲခက်လောက်ရက်ခရှိရာရက်ကိုလက်ကနေပြန်ထွက်သွားပြီး ဥကောင်းပေါ်ရောက်တာနဲ့ဆမာတဲ့ကနေရေမျိုးသောလက်နက်တွေကင်ဆောင်ထားတဲ့ရက်ခလေးပါထွက်ပေါ်လာခဲ့တယ်။ကျွဲခလောက်ရက်ခကလည်းသူ့အပေါ်မှာမိုးရတဲ့ဒေဝရက်ခလေးပါကိုအောက်ကနေလျှက်စစ်ခဲ့သူမြန်ဆန်နဲ့လှန်တန်းနဲ့ပြစ်ပြီးစတင်တိုက်ခိုက်ပါလေရော။ဒေဝရက်ခတွေကလည်းနည်းနည်းလေးမှအလွတ်မပေးပဲလှန်တန်းကိုကားလိုက်ပုတ်ထုတ်လိုက်နဲ့ခုခံနေခဲ့တယ်။ဒီချိန်မှာတော့ဒေဝရက်ခလေးပါစူပောင်းပြစ်လွတ်လိုက်တဲ့ရွှေပစိန်ကကျွဲခလောက်ရက်ခရဲ့ညာဘက်ပကုံးမှာစိုက်ဝင်သွားပြီးအနောက်ကိုရိုင်းကျသွားခဲ့တယ်။ဒီအခွင့်အရေးကိုစောင့်နေတဲ့အင်းဆောင်တွေက ရင်ကျသွားတဲ့ကျွဲခလောက်ရက်ခရဲ့ခြေရီလက်တွေကိုကြိုးခွင်းပြစ်ဖမ်းပြီးလေးဘက်လေးတန်းကနေခတ်တင်းနေဆွဲဖမ်းလိုက်ကြတယ်။ငမိုက်သားအခုထိအညံ့မခံသေးဘူးလားဟဲ့။ဒေဝရက်ခလေးပါမမမနဲ့ကျုံဝလိုက်ပြီးတော့လက်ကန်ရိုးအရှိတက်ထားတဲ့ပစိမ့်နဲ့ဥကောင်းအောင်အားကုန်လွှဲခုတ်ဖို့ရွေလိုက်တဲ့အချိန်မလုပ်ပါနဲ့အရှုံးပေးပါပြီ။ချမ်းချမ်းသာပေးပါ။အဲ့လိုအတန်ထွက်လာခဲ့တယ်။အဲ့ဒီတော့မှအောင်မြတ်သားလည်းကျွဲခလောက်ရက်ခကင်ဆောင်လာတဲ့လန်တန်လေးလက်ကိုဖြုတ်သိမ်းခိုင်းပြီး စီရီဘော်ကတကောနိုင်မှာတိမ်ကိုးတိမ်ဝင်ချီမန်းကျိုးနဲ့တုံတောင်ကဖမ်းချုပ်ထားခဲ့လိုက်တယ်။မင်းသမီးနှစ်ပါးကတော့ကျွဲခလောက်ရက်ခါကိုဒီရက်ဒီဒီတာအနေနဲ့နှင်ထုတ်ပေးဖို့တောင်းဆိုရာကြောင့်အောင်မက်တာဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေကိုအကူအညီတောင်းကလူသူမရောက်တဲ့တောအုပ်တစ်ခုထဲမှာအချိန်ကာလတစ်ခုထိပိတ်လောင်မှုအမိန့်ပြန်ပေးခဲ့တယ်။ကျွဲခလောက်ရက်ခါရှုံးနေသွားတာကြောင့်သူ့ရဲ့ငယ်သားတွေအဖြစ်ခံယူထားကြတဲ့မင်းစာရီနဲ့အခြားသောနန္ဒာဘာဝတွေလည်းမင်းသမီးနှစ်ပါးရဲ့အမိန့်ကိုနာခံဖို့ပြန်လည်ခေါ်လုံခဲ့ကြတယ်။အောင်မက်တာလည်းမင်းသမီးလက်အောက်ရောက်လာတဲ့နန္ဒာဘာဝတွေကိုနောက်ထပ်တိစ္ဆာမဖောက်ဖို့မှာကြပြီး တစ္ဆာရဲ့တိုက်ကဂတိတောင်းခံပေးခဲ့လိုက်တယ်။အဲဒီတော့မှမင်းသမီးနှစ်ပါးရဲ့မျက်နှာမှာပျော်ရွှင်တဲ့အရေးရောင်တွေပေါ်ပေါက်လာပြီးဒီဇယ်ဒီမှာအမြဲတမ်းနေဖို့အတွက်နန်းဆောင်ဆောက်လုပ်ပေးပါလို့တောင်းဆိုခဲ့ရကြောင်းမင်းသမီးနှစ်ပါးနဲ့ဆက်နွယ်နေတဲ့ပထန်းဆက်တွေကိုဇယ်ဒီကိုရောက်အောင်ခေါ်ဆောင်ပေးပါလို့အကြံပေးရခဲ့တယ်။ဒီကိစ္စတွေဖြစ်ပြီး၃နှစ်လောက်ကြာမှတော့မင်းသမီးနှစ်ပါးရဲ့ပထန်းဆက်တွေကနန်းဦးဇယ်ဒီရဲ့ရင်မြင်မှာလွန်စွာမှလက်ရမြောက်တဲ့ရုပ်ထုနှစ်ခုကိုထုလုပ်ကာဇယ်ဒီကိုလည်းရွှေရောင်တဝင်းဝင်းဖြစ်အောင်ပြန်လည်မိုးမှန်ပေးခဲ့ကြတယ်။ယခုတခါမှာတော့နန်းဦးဇယ်ဒီရဲ့ပတ်ဝန်းထဲမှာ ဖုန်ကြီးကြောင်တစ်ကြောင်ရှိနေပြီးစီဒီပပတ်လဲမှာလဲလူနေအိမ်တွေနဲ့စီကားတဲ့နေရာတခုဖြစ်နေခဲ့ပါပြီ။နန်းဦးစီဒီရဲ့ထူးခြားချက်ကမိန်းကလေးတွေအတိတ်ထံဝင်ပြီးဆူတောင်းရင်ချက်ချင်းပြည့်ရဲဆိုပဲ။ဒါပေမဲ့မြို့ပေါ်ကလူတွေမင်းရင်၁၀ရောက်မှ၉ရောက်လောက်ကနန်းဦးစီဒီကိုမရောက်ဘူးကြောက်ဘူး။ဒါကြောင့်နန်းဦးစီဒီကနေကတ်ကျော်နန်းဦးစီဒီလို့အမည်တွင်လာခဲ့ပါတော့တယ်။အောင်မက်တာတို့လည်းနန်းဦးစီဒီကအနောက်ရှက်ကိုရှင်းလင်းပေးပြီးတဲ့နောက်မွန်ပြည်နယ်ပေါင်မြို့နယ်အတွင်းမှာရှိတဲ့စံပယ်နဂိုမြို့ဟောင်းတစ်ခုကိုရောက်လာခဲ့ကြတယ်။ ထိုချိန်ကမြို့ဟောင်းနေရာမှာတောကြီးမြက်မဲအဖြစ်ရှိနေပြီးအဆောင်အကျအနောက်ရှက်တွေလည်းအရန်ပေါ်များနေတဲ့ကာလဖြစ်ခဲ့တယ်။အောင်မဲတာတို့ဆရာတပည့်တွေအနေနဲ့စံပယ်နဂိုမြို့ဟောင်းကိုဘယ်လိုပဲပုံရောက်လာခဲ့ကြတယ်လဲဆိုတာကိုတော့အောင်မဲတာနဲ့စံပယ်နဂိုမြို့ဟောင်းဆိုတဲ့ဝတ္ထုမှနားဆင်ပေးကြပါဦး။အခုလိုအဆုံးနှိမ့်လိုက်ပါအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကြံရှိနေသေးတဲ့အပိုင်းဆက်များကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြင့်တက်လွှဲ channel လေးကို like and subscribe လေးလို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။